ခုမှ content creator အလုပ်လုပ်ပြီးတော့ဗောနော်အသက်မိုးခွင်းပဲကြောင်းကြောင်းစင်ပဲကြောင်းကြောင်းနွားပဲကြောင်းကြောင်းဗောနော်ဆိုတော့ကြောင်းကျင်တာကြောင်းကျင်တဲ့သူတွေအတွက်โอเคဒီနေ့တော့ကျွန်တော်ဒါလူနေစုလူနေစုရက်ွက်လေးมาဗောเนาะခစ်စားနေတဲ့ဘာတင်တင်ပတ်စံရတဲ့ဆိုတော့ wave application အကြောင်းဒီနေ့ပြောမယ် ဆိုဒီနေ့ပြောမှာကအဲ့ဒီ wefu app ရဲ့နောက်ခံသမိုင်းနဲ့ဒါခမားလိုချင်နေတဲ့ပတ်စံထပ်ပို့ပြီးတော့အရေးကြီးတဲ့ data information အကြောင်းကိုကျွန်တော်ပြောမှာဖြစ်ပါတယ်ကျွန်တော်လည်းအဲ့ဒီမှာကျွန်တော်အကောင့်ဖွင့်ထားတယ်ပေါ့နော်ဒါခမားတို့လည်းဖွင့်ချင်နေဆိုတော့အဲ့ဒီဒီ video ရဲ့အောက်မှာကျွန်တော် link လေးပေးထားပါမယ်အဲ့ဒီ link ကနေတဆင့်ဖွင့်နိုင်ပါတယ်ခင်ဗျအဲဒီနေ့မှာပေါ့နော်ကျွန်တော်ဒီနေ့မှာဒီ wefu အကြောင်းကိုကျွန်တော်ဒါ content လုပ်မယ်ဆိုပြီးတော့စသုံးကြည့်တာဆိုတော့ကျွန်တော်လည်းကနအူးအဆင့်ပဲရှိပါသေးတယ်ဆိုတော့စရအောင်ပါ โอเคကျွန်တော်တို့ဒီ app တစ်ခုခေစားလိုက်ပြီဆိုရင်ပေါ့เนาะဒီကနဦးနေနဲ့တည်တင်တာကဒီ application ကိုဘယ်သူတွေတီထောင်တာလဲဘယ်နိုင်ငံသားလဲလုံခြုံစိတ်ချရရဲ့လားဒါတွေကိုတော်တော်များများကမေ့တက်ကြပါတယ်အပိုဆိုးတာကဒီနိုင်ငံကပတ်စံပေးတဲ့ဆိုတာနဲ့ပေါ့เนาะဒီအစုလိုက်အပြုံလိုက်ကြီးဝင်တိုးကြတာကဘယ်လိုပြောရမလဲဆိုတော့ ီးရှင်းပြောရရှင်ဒီ online မှာသိတယ်မဟုတ်လားအဲ့လိုမျိုးရုပ်စိုးအကြီးတန်းနဲ့ရက်ွက်ကြီးတစ်ခုလောက်တော့မှဖြစ်နေပါတယ်စဉ်းစားကြည့်မင်းတို့ပုံမဲ့တင်နေမင်းတို့ဘောက်ဖင်မူးတောင်းထောင်တာပဲတင်နေကတာပဲတင်နေသိတယ်မဟုတ်လားဒီပစိုးဟိုဝတ်တဲ့နီးတို့ထမိန်ဝတ်တဲ့နီးတို့ဘာလို့ပဲတင်နေပတ်စံပေးတဲ့ဆိုတာကသူတို့အဲ့ဒီပေးတဲ့ပတ်စံတွေကဘယ်ရရတာလဲဒါမှမဟုတ် application ကိုပေါ့နော်သူတို့ဒီကနဦးအနေနဲ့လူသိများစေခြင်းလို့ပဲပတ်စံပေးပြီးတော့ပဲတုံးခိုင်းတာလားဒါမှမဟုတ်ဒီ worldwide မှာရှိတယ်ပေါ့နော် user data တွေကိုခိုးခြင်းလို့ပဲဒီလိုလောက်တာလားဆိုတာကဒါတွေက ကကျွန်တော်တို့ application အစ်စ်တစ်ခုစာပြီးတော့သုံးမယ်ဆိုရင်ကျွန်တော်တို့ထည့်သွင်းစဉ်းစားတင်ပါတယ်ဒါတွေကဟုတ်တော်ရှိမဟုတ်တော်ရှိပေါ့နော်ထားပါတော့ဒီ app ကိုဘယ်သူတွေတီထောင်ခဲ့တာလဲဆိုရင်တော့ motta motta ထားပါတော့ဗျာမော်တာညီကိုနှစ်ယောက်ကတီထောင်ခဲ့တာပေါ့နော်ကျွန်တော်စာတန်းထိုးပေးလိုက်ပါဗျာကိုယ့်ကိုဖတ်လိုက်ပါနော်ဆိုတော့ဒီ application ကိုမော်တာညီကိုနှစ်ယောက်ကတီထောင်ခဲ့တယ်တယောက်ကတော့ Dennis Motor ဖြစ်ပြီးတော့နောက်တစ်ယောက်ကတော့ Stephen Motor လို့ခေါ်တယ်ပေါ့နော်ဆိုတော့ဒီနှစ်ယောက်ကအီတလီနိုင်ငံသားဖြစ်တဲ့2020ခုနှစ်မှာဒီ Wefu application ကိုစတင်တီထောင်ခဲ့ပါတယ်ဒီလက်ရှိမှာတော့ Stephen က Wefu ရဲ့ CEO ရာထူးနဲ့ Dennis ကတော့ဒီ engineer ဘိုင်း head department မှာတာဝန်ယူပေးနေပါတယ်သူတို့ရဲ့ယုံခြေဆိုင်ကတော့မီလန်မှာရှိပါတယ် ဟိုကြားဘူးတယ်မလား AC Milan တို့ Inter Milan တို့လေဆိုတော့ဒါကတီထောင်သူတွေရဲ့အချင်းချင်းနောက်တစ်ခုကသူ့ရဲ့ပတ်စံပေးတဲ့စနစ်ဒါ तू က creator တယောက်ကိုဘယ်လိုပတ်စံပေးတယ်လဲဆိုရင် तू က50 50ပေးတယ်ဗောနော်လကုံနာနဲ့ပေးတယ်လကုံနာနဲ့ပေးတယ်ရှင်းပြရအောင်တော့လစပေးတယ်လို့ပဲဗောနော် तू ပေးတဲ့ပုံစံတော့50 50ပေးတယ်ကျွန်တော်တို့က YouTube လို့ TikTok လို့ Facebook တို့လို့မျိုးပါပဲသိပြီးတော့ तू မသားကိုအပ်သူဘလို့ပဲပြောရမှာဗောနော်50ကိုသူတို့ဘက်ကယူတယ်ဒီဘက်က50%ကိုခမြောက်ပေးတယ်ဒါပါပဲသူ့ရဲ့ပတ်စံပေးတဲ့ပုံစံကတော့ ယူရှင်းပါတယ်နောက်တစ်ခုကတော့သူ့ရဲ့ UI ပေါ့နော်ကျွန်တော်ကြည့်ရတဲ့လောက်ကတော့တော်တော်လေးဟိုပေါ့နော်ဟိုတောသားဆန်တဲ့ UI လို့ပဲကျွန်တော်မြင်ပါတယ် ဆိုတော့သူ့ရဲ့ပုံစံက Instagram လိုလို TikTok လိုလို Snapchat လိုလိုနဲ့ပေါ့နော်တမျိုးတော့တမျိုးပဲဗျရိုးတော့ရိုးရှင်းတယ်ဒါပေမဲ့ကြည့်ရတာဘလို့ဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီအခုမှ Photoshop စလုပ်တဲ့သူတွေလေးစာတန်းထိုးသူလိုမျိုးဖောင်ကြီးတွေကိုအထူးဒီ stock အထူးကြီးတွေပတ်သူလိုမျိုးကြီးအဲ့လိုမျိုးယွန်စရာကြီးပုံစံလိုတော့ကျွန်တော်တို့မြင်ပါတယ်ဆိုတော့နောက်ပိုင်းဒီ update version တွေပါတွေမှာထွက်လာမယ်ဆိုရင်တော့ဒီထက်ပိုပြီးတော့မိုက်တာမျိုးလည်းဖြစ်ချင်းဖြစ်လာနိုင်တယ်ပေါ့နော်အခုလောလောဆယ်ကျွန်တော်မြင်ရတဲ့ UI ကတော့တကယ်ကိုပဲအကွမ်းကြီးပါ ယွန်စရာကြီးနောက်တစ်ခါကငွေဘလို့ရှာမလဲโอเคကျွန်တော်ဒါကတော့လူတိုင်းသိချင်ကြမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ငွေရှာမယ်ဆိုရင်ကျွန်တော်တို့ကသူစီမှာ creator အဖြစ်စင်ရင်းသွင်းရပါတယ်ဆိုတော့ကိုတင်လိုက်တဲ့ content မှာကိုတင်လိုက်တဲ့ views တွေပြီးတော့ comment ဘယ်နှစ်ယောက်ပေးတာလဲပြီးတော့ဒီ super light စတာတွေပေါ်မှာမူတည်ပြီးတော့ဗောနော်ခမားကိုမော်တာညီကိုနှစ်ယောက်ကခမားကိုပတ်စံပေးပါလိမ့်မယ်နောက်တစ်ခုကလုံချုံရေးအပိုင်းဗောနော်လုံချုံရေးအပိုင်းကဘာလို့ပြောရတယ်လဲဆိုရင်တော့ဒီ app က EU နိုင်ငံဖြစ်တာနဲ့အညီဗောနော် Euro ငွေ၅ချက်ပြည့်ပြီဆိုတာနဲ့ခမားကတန်ပြီးတော့ပတ်စံထုတ်လို့ရပါတယ် Binance နဲ့ထုတ်လို့ရတယ်နောက်တစ်ခုကတော့ PayPal နဲ့လည်းရတယ်လို့ကျွန်တော်ကြားပါတယ်ကျွန်တော်လည်းပတ်စံတပြေမမရသေးတဲ့အတွက်ကျွန်တော်လည်းအဲ့လောက်ပဲတော့ကျွန်တော်လည်းသိထားတယ်ဗောနော်ဖုန်ထားနေတဲ့ application ဖြစ်လို့တခြားသော information bundle တွေလာပြီးတော့ sharing လုပ်ပေးတာဗောနော်နောက် ခုပြောချင်တာသူ့ရဲ့အားတာချက်ရဲ့အားနည်းချက်ကဆိုတော့ဒီကောင်ရှင်းရှင်းပြောရမယ်ဆိုရင်နောက်ပိုင်း TikTok လိုမျိုး viral ဖြစ်လာနိုင်တယ်လို့တော့ကျွန်တော်ကတော့မြင်မိပါတယ် TikTok တို့ Facebook တို့ YouTube တို့လိုမျိုးစီကံသတ်မှတ်ချက်တွေသူစီမှာမြန်မာဆဆမရှိဘူးအဲဒီလိုမြန်မာဆဆမရှိတာကလည်းဘယ်လိုပြောရမလဲဆိုတော့နည်းနည်းတော့ကြောက်တော့ကြောက်ပါပါလိမ့်မယ်နောက်တစ်ခုက ခုမှ content creator အလုပ်လုပ်ပြီးတော့ဗောနော်အသက်မွေးခွဲမဲ့ကြောင်းကြောင်းဆင်မဲ့ကြောင်းကြောင်းနွားပဲကြောင်းကြောင်းဗောနော်ဆိုတော့ကြောင်းကျင်တာကြောင်းကျင်တဲ့သူတွေအတွက်ဒါလေးကလည်းဝမ်းမှန်နိုင်တယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ်ဘာလို့လဲဆိုတော့ तू ကလွယ်တာ ਉਹ เนาะသူ့ရဲ့အားနည်းချက်ကတော့လူသိမ့်မတုံးကြသေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ TikTok တို့ Facebook တို့ YouTube တို့လိုမျိုးထင်သလောက်အများကြီးမဝင်တာမျိုးလည်းဖြစ်နိုင်ပါတယ်ခက်တာကတော့အတုတွေတက်လာမယ်ဆိုရင်ဘယ်ဟာကအတုအစ်စ်ခွဲမလဲဆိုတော့ကျွန်တော်လည်းအခုထိ tax လုပ်နေတော့မယ်ရှိပါသေးတယ်ကျွန်တော်ကတော့စောစီးလက်ဦးမှုယူပြီးသွားပြီးဖြစ်တဲ့အတွက်အတုတွေတက်လာမယ်ဆိုရင်တော့ကျွန်တော်ကတော့ easy ပါ ဆိုတော့နောက်တစ်ခုကတော့အားလုံးသိကျနေကြတဲ့သူ့ရဲ့ security လုံခြုံရေးအပိုင်းပဲဖြစ်ပါတယ်စဉ်းစားကြည့်ဘယ်ဟာဘလို့ထုတ်ထားမှမသိတဲ့ application တစ်ခုအပေါ်မှာပေါ့နော်ကိုယ့်ရဲ့ private ဓာတ်ပုံတွေကိုယ့်ရဲ့ video တွေကိုယ့်ဖုန်းထဲမှာရှိသမျှ data တွေအားလုံးဟိုဘက်ကြီးလို့ရနေတယ်ဆိုတဲ့အရာဒီဘက်က AI နေကြမ်းနေတဲ့အချိန်မှာနည်းနည်းလေးတော့အနေရတော့ရှိပါတယ် ဆိုတော့တစ်ဖက်ကပြန်ပြီးတော့စဉ်းစားကြည့်မယ်ဆိုရင်တော့ DF ကိုထုတ်တာက EU နိုင်ငံမှာထုတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့နိုင်ငံမှာ GDPR လို့ခေါ်တဲ့ General Data Protection Regulation စံနှုန်းကိုတော့ချိုးဖြတ်လို့ရမှာတော့မဟုတ်ပါဘူးဆိုတော့ကျွန်တော်အခုပြောသွားတဲ့ GDPR ဘာလဲဆိုတော့အဲကျွန်တော်အတူတူပြောပြရမယ်ဆိုရင်ဘယ်လိုပြောရင်ကောင်းမလဲဆိုတော့ဒီ public data မှန်သမျှကိုပေါ့နော် public data မှန်သမျှကိုကာကွယ်ပေးတယ်ပြီးတော့တည်တည်ချာချာလေးစီမံ ခံကွဲကင်တွေပေးဖို့အတွက်ပေါ့နော် EU နိုင်ငံတွေမှာချမှတ်ထားတဲ့တရားဝင်စီးမြေစီးကမ်းလို့ကျွန်တော်တို့ဒါအလွယ်သတ်မှတ်လို့ရတယ်ပေါ့နော်မင်းတို့ application ထုတ်ခြင်းလားရတယ်ထုတ်ဒါပေမဲ့ငါတို့စီးကမ်းကိုတော့လိုက်နာမလိုက်နိုင်ကြောင်းအဲ့ဒီသဘောတရားအတိုင်းပါပဲမျက်နှာသစ် application တခုဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲသူတို့ရဲ့လုံခြုံရေးအပိုင်းမှာအားနည်းနေတာမျိုးလည်းရှိလာနိုင်ပါတယ်เนาะဆိုတော့လောလောဆယ်တော့အဲဘာတင်းကြီးပေးမဲ့သူတွေအင်မတန်များတာဖြစ်တဲ့အတွက် ဘယ်လိုပြောရမလဲဆိုတော့ viewer မှတ်တဲ့သူတွေတိတယ်မှာ like မှတ်တဲ့သူတွေ comment မှတ်တဲ့သူတွေအတွက်တော့ wave application လေးကပျော်စရာကောင်းမှလို့တော့ထင်ပါတယ်အားလုံးပဲဘာတွေဆက်ပြတ်မလဲဆိုတာတော့ရင်ခုန်စွာနဲ့စောင့်ကြည့်ပေးကြပါဘောနော်ဆိုတော့ကျွန်တော်လည်းတိတိကျကျလေးကိုလာပြီးတော့ပြောပြပေးတာဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲတက်တာပါ